ဖြစ်ဖွယ်ရသေးဆုံးခဲ့တဲ့အိုမန်နိုင်ငံကမြန်မာအိမ်အကူရဲ့ရုပ်အလောင်းကိုအလောင်းစစ်ဆေးမှုမပြုလုပ်ရသေးဘဲမိရှို့တကြုံမင်္ဂလာပါပရိသတ်ကြီးရှင်အိုမန်နိုင်ငံမှာအင်ရှင်တွေနဲ့အတူဗီဒိုရွှေရင်ဗီဒိုဖိမိပြီးသေဆုံးနေဆိုတဲ့မြန်မာအိမ်အကူမိန်ကလေးမိုင်းသိန်းနီရန်အသက်22နှစ်ရဲ့ရုပ်အလောင်းဟာဒလနီပါအကြာဇွန်လ26ရက်နေ့အိုမန်စံတော်ချိန်ညနေ4:00နာရီမှာမိရှို့တကြုံခဲ့တယ်လို့သတင်းရရှိပါတယ် အဆိုပါမြမအင်အကူမိန်ကလေးသိဆုံးခဲ့တဲ့ချက်ဟာဇွန်လ2ရက်နေ့မဟုတ်ဘဲမေလ30ရက်နေ့ကလေးကလို့သိရပြီးဘီရိုဖိမိလို့ချက်ချင်းသိဆုံးတာမဟုတ်ပဲဈေးရုံမှာတလားကျော်ကြာဈေးကူတာမှုခံယူခဲ့ရတယ်လို့လည်းပြန်လည်သိရှိရပါတယ်။သိဆုံးသူအင်ရကူမိန်ကလေးနဲ့ဝမ်ခွဲမတော်ဆက်သူကလက်ရှိအိုမန်နိုင်ငံမှာအင်ရကူလုံးနေသူတအုပ်ဖြစ်ပြီးသူမရဲ့ပြောပြချက်အရတကယ်တမ်းကအီဘီလာ26ရက်နေ့မှာဈေးရုံရောင်းနေခဲ့ပေမဲ့ဘယ်သူမှမသိခဲ့ကြဘူး။ဈေးရုံရောက်ချင်း ICU မှာထားတယ် မေလာ၂၈ရက်နေ့မှာသူနေမကောင်းဖြစ်တယ်ဆိုတဲ့အကြောင်းကြတော့ဘာဖြစ်တာလဲဆိုပြီးအေရှင်နဲ့ Open က agency တွေကိုပြန်မေးတဲ့အချိန်မှာတယောက်မှအစာမပြန်ခဲ့ကြဘူး။သူဆုံးတာကမေလာ၃၀ရက်နေ့မှာဆုံးတာ။ကျမတို့သိတာကဇွန်လ၂ရက်နေ့မှာသိရတာ။သူ့ရဲ့အေရှင်ရဲ့မျိုးသားကိုတလားကျော်စေးုံတက်နေတာတော့ဘာလို့မပြောတာလဲလို့မေးတော့ဒါက agent တွေရဲ့တာဝန်လို့ပဲပြန်ဖြေခဲ့တယ်။စိတ်မရှိနိုင်တော့သူတယောက်တည်းခံစားနေရမှာမတနာဘူးလား။ဘာလို့ကျမကိုမပြောတာလဲ။ အတိပေးရတာအရန်ခက်လို့လားခမားတို့ဖုန်းနဲ့ပဲအင်ကားမိဘတွေကိုစကားပြောနေတာပဲလို့ပြောတော့သူကဘာမှပြန်မပြောပဲညိနေတယ်လိုအပ်ရင်ရွာကိုခေါ်ပြီးတက်နိုင်သလောက်ပြုစုမယ်တကယ်လို့အဲ့ဒီအချိန်ရောက်မှသူဆုံးသွားမယ်ဆိုရင်လည်းစိတ်ကြည်နေရပါတယ်ဘီရိုဖိလို့ချက်ချင်းတည်ဆုံးသွားတာမဟုတ်ဘူးအလောင်းတော်မှအနံ့ထွက်နေပြီသူအဖေကိုလည်းစကောင်စီကပြစ်ပတ်လို့ရှေ့ရကြမှာပြန်တွေ့တော့ရင်းထုမနာဖြစ်ကြရတယ် အခုသူသမီးကလည်းဒီလိုဖြစ်သွားတော့ရင်ခွဲတာပေါ့ဟုဆိုက ပြောပြထားတာလည်းဖြစ်ပါတယ်။တေဆောင်သူအေယကူမိန်ကလေးဟာအသက်22နှစ်အရွယ်သားရှိသေးပြီးကလေးမျိုးနဲ့အနောက်ဆန်သာကျေးရွာမှာနေထိုင်သူဖြစ်ပါတယ်။2023ခုနှစ်နိုဝင်ဘာလမှာအိုမန်နိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပြီး၎င်းတို့မှာအမွေးချင်းညီအကိုမောင်နှမ၄ယောက်ရှိတဲ့အနက်ဒုတိယမြောက်တပည့်ဖြစ်တယ်လို့လည်းသိရပါတယ်။ အခုလက်ရှိမှာတော့တင်းဆုံးသူအရကူမိန်ကလေးရဲ့ရဝလောင်းမိသူကျိုမဲ့ရက်ကိုလည်းကျွတင်အတိမပေးပဲမိရှုမဲ့ရက်ရောက်မှပဲအတိပေးလို့ကမန်းကနန်းသွားခဲ့ကြရသလိုဆောင်းဆိုင်ကအနေနဲ့အိုမန်ငွေ40မြမငွေ2သိန်းကျော်ပေးခဲ့ရပြီးအရိုးပြကိုလည်းမြမနိုင်ငံကိုပြန်လဲတဲ့ဆောင်းနိုင်မှာမဟုတ်ဘူးလို့ဝန်ခွေအမဖြစ်သူကဆက်လက်ပြောပြထားပါတယ် အဆိုပါမိန်ကလေးကိုအိုမန်ကိုပို့ပေးခဲ့တဲ့ရန်ကုန်ကအေဂျင်ကတော့ဘီလိုရွှေ့ပြီးဖိမိလို့ဥထွက်ပြီးစေယုံရောက်တဲ့အချိန်မှာအသည်းနဲ့ကြောက်ကပျက်စီးသွားလို့တေဆုံးသွားတာလို့၎င်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဂျွန်လာနှစ်ရက်နေ့ကဖော်ပြထားပါတယ်အခုလက်ရှိမှာတော့အိုမန်နိုင်ငံကိုရောက်ရှိနေကြတဲ့မြမအင်အကူမိန်ကလေးတွေကအမျိုးမျိုးသောမတရားမှုတွေနဲ့ကြုံတွေ့နေကြရတာဖြစ်ပြီးအင်ရှင်တွေကမတရားလုပ်ကြတဲ့အပြင်အေဂျင့်တွေကပါတာဝန်မဲတဲ့လုပ်ရက်တွေကိုကျူးလွန်နေကြတာပဲဖြစ်ပါတယ်။ အားလုံးမင်္ဂလာပါနော်ဒီမနက်အိုမမတယောက်ထပ်ဆုံးပြန်ပြီအဲ့ဒီဆုံးသွားတဲ့အမနဲ့ကိုနေကတော့မသိပင်မဲ့အဲ့ဒီဆုံးသွားတဲ့အမနဲ့အမရဲ့တငယ်ချင်းတွေကကိုနေသိတယ်အဲ့ဒီအမကအဲ့ဒီဆုံးသွားတဲ့အမဆေးရုံတက်ထဲကကိုလာပြီးတော့ပြောပြတယ်ညီမလေးရေတဲ့အာမတငယ်ချင်းကတော့ဆေးရုံတက်ရတယ်တဲ့သူဓာတ်ပုံလေးလည်းပြတယ်အဲဘာဖြစ်လို့လဲပေါ့နော်ဘာဖြစ်တယ်ဆိုတာလည်းမသိသေးဘူးတဲ့ တတိယမရသေးဘူးတဲ့ဆရာဝန်တွေပြောပုံကတော့တဲ့တလလည်းဖြစ်နိုင်တယ်လို့နှစ်လလည်းဖြစ်နိုင်တယ်တတိယဘူးကတဲ့အခုတော့တတရရဲ့လားမဆိုတော့တတော်တတပါတယ်တဲ့ဒါပေမဲ့တတိမရတော့ဘလို့ဖြစ်တယ်ဆိုတာတော့အကြောင်းစုံမသိရဘူးဗောတဲ့ဆိုတော့အေဘောတတတယ်ဆိုရင်တော့ဝမ်းတာပါတယ်ဗောဒါပေမဲ့တတိကအာရဘောကအလောက်ကြတယ်ဆိုတော့ သူတတိယလာတဲ့ဆိုတော့မှဟိုအကြောင်းဆုံးဘလို့ဖြစ်တယ်ဆိုတာမေးလို့ရမှာပေါ့တတိယဖို့လဲညီမလေးတို့ဆုတောင်းပေးနေပါတယ်ပေါ့အဲ့လိုမျိုးကိုကတော့ပြောတယ်အခုဒီမနက် IM ဆုံးပြီတဲ့အုံနောက်သွေးကြောပြတ်တာလို့ပြောတယ်တကယ်တကယ်အုံနောက်သွေးကြောပြတ်ပြီးတော့ဆုံးတယ်ဆိုလို့ရှိရင်အုံမန်ကအဲအုံမန်ရောက်မြန်မာမိန်းကလေးတွေခယူဆိုင်ကြပါနေဒီအရန်ပြင်းတယ်သူများနိုင်ငံမှာအလုတ်လလုတ် ြီးတော့ဒီလိုမျိုးအဖြစ်ဆိုရင်းနဲ့ကြော်ရတယ်ဆိုလို့ရှိရင်ကိုမိဘတွေလည်းစိတ်မကောင်းရသလိုဥမှန်ရောက်မြန်မာတွေအားလုံးလည်းထတ်တူဝမ်းနေရတယ်အခုဒီအမလည်းကောင်းရမောင်ရရောက်ပါစေစိတ်မကောင်းပါဘူးမရေဒါပေမဲ့ဒီဆုံးသွားတဲ့အမရဲ့အေးချင်းတွေဒီအမအတွက်အမှန်တရားလေးတစ်ခုရဖို့တော့လှုပ်ပေးစေချင်တယ် ီအမအတွက်အမှန်တရားလေးတစ်ခုကိုချပြပေးစေခြင်းနဲ့အုံနောက်သွေးကြောပြက်ပြီးဆုံးတာလားဘာဖြစ်လို့ဆုံးတာလဲဆိုတာညီမပျော်ရတလောက်ဆိုလို့ရှိရင် အုံနောက်သွေးကြောပြက်တယ်ဆိုလို့ရှိရင်ကအဲ့လိုမျိုးတလားနှစ်လားအထိတတိယဘူစောက်ခိုင်းလားအုံနောက်သွေးကြောပြက်ပြီးတော့အုံနောက်သွေးကြောပြက်တဲ့သူတယောက်ကအဲ့လောက်ထိဟို စေးရုံမှာကြာကြာနေရလားပေါ့နော်စေးကူတာမူခံယူရင်းနဲ့အသက်ဆက်ရင်တော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါဆုံးသွားတဲ့အမရဲ့အားပြီးပါကောင်းရမွန်ရရောက်ပါစေအဲ့ဒီဆုံးသွားတဲ့အမရဲ့အေးချင်းနေလဲဒီအမအတွက်အမှန်တရားလေးတစ်ခုကိုချပြပေးစေချင်ပါတယ်လို့မြမလေးကဒီကနေပြီးတော့မေတ္တာရက်ခံပေးပါစေ